ိုင်ငံတော်ရဲ့တရားရေးဝန်ကြီးဝန်ကြီးပေါ့နော်ဝန်ကြီးတွေခင်ဗျားတို့ပေါ့နော်ကျွန်တော်ဒီပညာရေးဝန်ကြီးကိုပြောချင်တာခင်ဗျားတို့ဆိုတာခင်ဗျားတို့ကစီမံကကွယ်မှုကတလောက်ပဲတည်ရလားဗျမေးကြည့်တာပါနော်ဒီကလေးရောက်ချောတောင်းချောကိုပြန်ဖြေမယ်ဆိုတော့ဘယ်လိုမေးခွန်းမျိုးနဲ့ပြန်ဖြေမှာလဲထွက်လာတာဟိုဘက်နေရဒီတိုင်ကြီးပဲထွက်လာတယ် အဲ့ဒီနှစ်လအတွင်းလောက်တလခွဲတော့နှစ်လအတွင်းလောက်မှာခမားတို့သားသမီးတွေရောတော့ခေနိုင်ပါလားခမားတို့မေကွန်းဘလို့မေကွန်းမျိုးနဲ့ဒီကလေးတွေကိုစာမေးပွဲပြန်ဖြေခိုင်းပါလေမေးကြည့်လားဟုတ်ပြီအဲ့ဒီခမားတို့ဖြေခိုင်းတဲ့ကလေးတွေထဲမှာမဲစက်ခမားတို့ကဖြစ်သွားရနော်ဖြစ်သွားတာဇကိုင်းမန္တလေးနေပြီးတော့အဲ့လိုပဲရှိသေးတယ် အဲ့ဒီကကလေးတွေကအဂရိအကောင်တရားနဲ့ပဲရှိနေသေးတာလားအစိနန်တော် YouTube channel ကိုကြည့်ရှုအားပေးနေကြတဲ့ဒေါ်လန်ပြိုးများအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံသားတွေဟာလက်ရှိအခြေအနေအထိတိုင်းပြည်ဟာစုပ်ပြတ်သက်ကုန်စည်နှုန်းတွေတက် နေခြင်းစရာ မရှိပေမဲ့လည်းပေါ့နော်နေခြင်းစရာမရှိပေမဲ့လည်းကျွန်တော်တို့မြန်မာလူမျိုးတွေဒါကျွန်တော်တို့အာတော်တော်လေးကိုအခုချိန်ကြီးကို တိုင်းတစ်ပါးမှာရောက်နေတဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံသားတွေရအစပေါ့နော်တခြားနိုင်ငံတွေကလူမျိုးတွေကကျွန်တော်တို့မြန်မာပြည်ကိုမြန်မာနိုင်ငံသားတွေကိုအဲကျွန်တော်တို့ appreciate လုပ်တဲ့အမေတန်းလူလူမှာ လေးစားအားကျနေရတဲ့အချက်တခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့တရားတရားပါ မုံမြတ်တဲ့ပရဟိတတွေ လှူဒန်းပေးကမ်းမှုတွေဟာကိုယ်နိုင်ငံထဲမှာဒီလောက်အဆင်မပြေဖြစ်နေတာအောင်မှအခုချိန်ထိကိုဒါကျွန်တော်တို့အလူအဒန်းနဲ့ပတ်သက်ရင်ပရဟိတနဲ့ပတ်သက်ရင်เนาะကဘာနဲ့ရှင်ပြီးတော့ပြောလို့ရပါတယ်ကဘာမှာမြန်မာဝင်မိတဲ့အဖွဲ့အစည်းတော်ရှားပါတယ်နဲနဲတာပေါ့เนาะနဲတာပေါ့ဘာလို့မြန်မာလူမျိုးတွေရဲ့တရားတရားမြန်မာနိုင်ငံသားတွေမြန်မာလူမျိုးတော့မဟုတ်ဘူးเนาะမြန်မာနိုင်ငံသားတွေရဲ့တရားတရားကတော်တော်လေးကို မုံမြက်ပြီးတော့မှတော်တော်လေးကိုသူများလူမျိုးတွေတဲဆိုင်တော်တော်လေးကိုကြီးမြက်တယ်ဆိုတဲ့ဥစ္စာမျိုးကျွန်တော်တို့မြင်တွေ့ရပါတယ်ဒီအကြောင်းအရာကိုဒါကျွန်တော်တို့ဒီဗီဒီယိုဖိုင်ကိုကြည့်ချင်းအပြည့်သိနိုင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့စေတနာတရားတရားဘလောက်တောင်မှညာပြလဲဆိုတာကိုဒီမှာဒီတစ်ခေါက်ကဒီမှာစီရမဝယ်ခဲ့ရဘူးစီရသားဒီမှာဂျန်တဲ့ဥစ္စာလေးပါတယ်လာစင်လူရှင်လေမှတ်မိရမလားမှတ်မိတယ်လူရှင်နာမည်မှတ်မိလား ဒီမှာဆန်းဖွာရောက်ဒီမှာဒီတစ်ခေါက်ကဒီမှာကြက်သွန်ကြီးရောထည့်လာတယ်။အော်အေးမှာငါချောက်လေးရောအဖွာကျေးဇူးတင်ရတာပေါ့။ဒီကမှာမြေသားဆန်းအစိမ့်။နေ။ဒီမှာကြက်ဥကြက်ဥကတော့ခါတိုင်းလိုပဲအလုံး20။အေးအေး။နော်။အေး။ဂျိုင်းဒီမှာဆန်းရောနော်။ဒီမှာတားကငလျင်ကိစ္စနေနဲ့အလုံးရှုံနေလို့မလာပြက်တာ။လာခိုင်းထားတာကြာပြီ။ဒါငလျင်ကိစ္စတွေလိုက်ပြီးဆောင်ရွက်ပေးနေရလို့။ဟုတ်ပါတယ်လေ။နော်။အလူရှင်နာမည်ပြန်ပြောပေးမယ်။ เนาะသူတို့ကလာတယ်လာတယ်နိုင်အဖွားတို့လူရှင်ကိုမျိုးမင်းဦးတဲ့မအီအီကျော်တဲ့မကြီးကြီးကျော်တဲ့မောင်နှမတုံးရောက်နေသူ့ရဲ့တမီသူတို့တမီလေးဖြစ်တဲ့မပြုံးတီရီခိုင်တို့မိသားစုအတိုင်းမှာလူတာညကြီးနာကလေမမီရမလားဟုတ်ဟုတ်မမီရအဲသူတို့ကလူခိုင်းတာเนาะကိုမျိုးမင်းဦးမအီအီကျော်မကြီးကြီးကျော်မောင်နှမတုံးရောက်နေတမီလေးယုံတီရီခိုင်တို့မိသားစုတွေအဲเนาะစုပြီးလာကောင်းပြီလားကောင်းဦးရှိတယ်လေတားရဲ့ဟုတ်လားရှိပါတယ် ်ဟုတ်ပြီလာစင်တော့ဒါလာလာပြီးလုပေးနေတယ်နော်တားကိုအမေတခုပြောမယ်ဟုတ်ပြီဒါတွေကိုအမေကြီးပြန်လုလို့ရတာအင်းအမေကြီးရှိလို့လားမရှိတာရှိတာဘေးချိတ်အမေကြီးကလူကျင်တဲ့စိတ်ရှိလို့အဲ့ဒီဘာอืมดีโหมันเรียนผิดแต่เนี่ยเลยมันเรียนผิดแต่เนี่ยโหอเมวก็เปลี่ยนลูกไปเลยอ่ะอืม อ๋อลุโลยะเดลุโลยะเดเอลุโลยะลุโลยะเดอเมโหดาดิอลุရှင်อะแลอเมดิโหใส่บ้านဖြတ်ပြီးတော့หลุไปပြီးดาดาอะแลใส่บ้านဖြတ်ပြီးลาပြီးတော့หลุไปပြီးดาอเมโลดโลเล่เลุโลยะเดอเมกะလာဒီထဲမှာเนเนซ้าเสียชีดิเอဆိုရင်အမေရဲ့တရားစိတ်လေးပေါ်တယ်ဆိုရင်လိုအပ်တဲ့နေရာပြန်ပြီးခွဲหลุလို့ရတယ်เนาะစေတနာသားတွေရเนาะဟုတ်အဲ့လိုหลุပေးပါလားဟုတ်ပြီယောဒါလေးတွေကတော့หลุတယ်ညီပဲသာအစိမ်းငါ6ကြက်တော်ညီကြက်ဦးအဲ့ဒါတွေကတော့အမေတို့တိတ်တာ ဒီကျဲဥလေးကိုလူလို့မရဘူးကျဲဥမလုပ်ပါနဲ့အမေဘာလို့လဲဆိုတော့အမေကကြတော့အားရှိအောင်လို့အမေစားဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျဲတုံကပေါ့ကျဲတုံကအမေသားလေအမေလိုမှာပေါ့ကျဲတုံနေရဝဲရတာမျိုးじゃမလွယ်ဘူးဟောအေးအေးအေးဟုတ်ပြီအဲ့လိုဆိုရင်ဒီဆန်လေးကိုအမေကိုလူပေးဟောငါမေငါလင်းဖြစ်နေတဲ့ဒေတာတွေကိုဆန်လေးပြန်ပြီးတော့ကိုတတ်နိုင်တဲ့ဘက်ကတိုင်းပြန်ပြီးလှူရင်တာအဲအဲဟောအဲ့လိုလူပေးနော်ဟုတ်ပြီဟုတ်ပြီကိုအစမပြေဖြစ်နေတာတော့မှ ကိုထက်ဆံမပြေတဲ့သူတွေကို ပြန်လှူပေးတဲ့စေတနာတရားတရားကြီးอ่ะ ခင်ဗျာကဘာမှမရှိဘူးမရှိဘူးဗျာအဲ့ဒါတော့တေးကြတယ်ဆိုတော့လေးစားပါတယ်ဘွားကြီးဆိုတော့ဒေါ်လာရေးနဲ့ပတ်သက်တဲ့သတင်းဦးသတင်းထုတ်လေးတွေကျွန်တော်တို့ဒါအားလုံးပဲနားဆင်ကြည့်အောင်ပါဆိုတော့ပထမဦးဆုံးသတင်းလေးကတော့နော်သတင်းကောင်းလေးတွေပဲဒါကျွန်တော်တို့ဖွင့်ကောင်းမလားသတင်းစိုးလေးတွေဖွင့်ကောင်းမလားနားတော့ကြည့်ပါ အကြမ်းဖက်စက်ကောင်စီကမြန်မာနိုင်ငံအတွင်းကိုသွေးကုန်တွေတင်သွင်းမှုကိုလုံးဝထိန်းချုပ်လိုက်ပြီးတဲ့နောက်မှာဘီလက်မြေတန်ဆောက်လုပ်ရေးသုံးလုပ်ငန်းပစ္စည်းတွေကားတင်သွင်းခွင့်ပါမစ်တွေကိုမင်းအောင်လှိုင်သားအောင်ပြေစုံသူ့ရဲ့သမီးခင်သီတတ်မုံနဲ့ မိဘစီးပွားရေးသမားတွေကအခွင့်အထူးကရရှိပြီးတော့မှပါမစ်ဒီတန်အယောင်းဝယ်ဈေးကွက်ကြီးဖြစ်ထွန်းနေတဲ့အကြောင်းကို UMSCCI ကစီးပွားရေးအတိုင်းဝိုင်းကပြောပါတယ်စက်ကောင်စီကပြည်ပနိုင်ငံသားငွေတုံးဆွဲမှုမှန်သမျှကိုကန့်သက်ပိတ်ပင်လိုက်ပြီးတဲ့နောက်မှာတွဲကုန်တင်သွင်းမှုအားလုံးကိုလည်းပိတ်ပင်ထားတဲ့အကြောင်းတွဲကုန်တင်သွင်းသူတွေအနေနဲ့စက်ကောင်စီကဖွဲ့စည်းထားတဲ့နိုင်ငံသားသုံးငွေကြီးကြပ်မှုကော်မတီထံကနေပြီးတော့မှခွင့်ပြုချက်မရှိဘဲနဲ့ စီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနမှတွင်းကုန်လိုင်စင်လျှောက်ထားတဲ့မရတဲ့အကြောင်းနိုင်ငံသားသုံးငွေကြီးကြပ်မှုကော်မတီတွေကလည်းတွင်းကုန်တင်သွင်းမှုအဲ့ခွင့်ပြုမိန့်တွေကိုမေအောင်လိုင်သားသူ့ရဲ့တမီးနဲ့မိဖက်စီးပွားရေးသမားတွေဗိုလ်ချုပ်အတိုင်းဝိုင်းနဲ့စက်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုသာချပေးထားတဲ့အကြောင်းကိုလည်းကျွန်တော်သိရပါတယ်နော်ဒါတွေအားလုံးသိပြီးသားပါတို့ပဲမဲ့လေသူတို့အဲ့လိုမျိုးဖြစ်နေတဲ့အဥ္စာတွေကိုတချို့အရာတွေမှာသိပေမဲ့လည်း ပြောမရတဲ့အတွက်ကြောင့်မို့လို့အကုန်လုံးကိုသိအောင်လို့အခုဒါဆိုရင်ဒါ UMSCCI ကစီးပွားရေးအတိုင်းအဝန်းကဒူတီကပြောတယ်ဆိုတော့ သူတို့တွေလည်းခံနေရတာပဲဒါပေမဲ့မလွန်ဆန်ရဲဘူးပေါ့လို့တစ်ဖက်မှာလက်လက်နဲ့ချိန်ချောင်းနေတဲ့ကောင်တွေရှိနေတဲ့တကြောင်မို့လို့ပေါ့နော်။ဒါဒီကြောင်ရလေးကိုအားလုံးကိုတင်ဆက်ပေးတာပါ။နောက်တဲ့သတင်းလေးကတော့မွန်ပြည်နယ်ရေးမြို့မော့ကနေအခြေဆိုင်ခလိုက်ရ၁၆တက်ရင်းကစစ်ဗိုလ်တပ်တပ်သား၂ဦးဟာအလင်းဝင်ရောက်ခဲ့တဲ့အကြောင်းကိုရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့အုပ်ကပြောပါတယ်။ဆိုတော့ April 22မှာ၂ရက်နေ့ကရေးမြို့နယ်မော့ကနေအခြေဆိုင်ခလိုက်ရ၁၃၆တက်ရင်းကစစ်ဗိုလ်တပ်တပ်သား၂ဦးဖြစ်တဲ့အသက်၂၂နှစ်အရွယ်ရဲကျော်ရဲနိုင်ကျော်အသက်၂၂နှစ်အရွယ်ဝေရဲဖြိုးတို့ဟာ လက်နက်တွေယူဆောင်ခြင်းမရှိဘဲနဲ့ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံကိုအလင်းဝင်ရောက်ခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရပါဗျာ။ လင်းဝင်ရောက်လာတဲ့နှစ်ဦးကလည်းမပါဘူးကျွန်တော်တို့ကပြည်သူကိုသူတို့ကိုကဲပေးတာပါပဲတဲ့ဒါပြည်သူရင်ကနေပြီးတော့မှတဆင်ဆက်သွယ်ပြီးတော့မှအလင်းဝင်ရောက်ခဲ့တယ်၂၂ရက်နေ့မနက်ပိုင်းကတဲ့သူတို့၂၁ရက်နေ့တဲ့ညလေးအထွက်ပြေးလာတယ်သူတို့ကခီးသွွားရင်အဖမ်းခံရတယ်စစ်ထဲရောက်သွားတယ်ပေါ့နော်အပတ်စင်ခွန်ဒါတပ်ပူစီရဲ့ဝဲကလီဒါစိတ်လေးကြီးတဆင်းပြီးတော့မှခလာရတက်တုံညာ၆ကိုရောက်လာတာပါဆိုပြီးတော့မှရေးမြွတ်တယ်ပြည်သူကဝေးရတခွဲကတာဝန်ရှိသူတဦးကပြောပါတယ်ခင်ဗျာကဲအန်ဂျီတို့မင်းတို့လွတ်မြောက်သွားပြီအေးဆေးဖြစ်သွားပြီနော်ဆိုတော့နောက်တဲ့သတင်းလေးကတော့ ။ပဲခူးတိုင်းမင်းလာမြို့နယ်မှာတိုက်ပွဲတွေမှာကြာကြိုင်ခဲ့တဲ့မိုဘိုင်းဖုန်းပေါ့နော်။သူတို့ရဲ့ဖုန်းလက်ကိုက်ဖုန်းကိုလာရှာတဲ့အစံပတ်စက်သားနှစ်ဦးကိုတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရပြီးခဲ့တယ်။သို့တော့ ိုက်ကောင်နှစ်ကောင်ကတနက်လှုပ်ပြီးတော့မှထွက်ပြေးရတဲ့ကြောင့်မို့လို့ပြစ်ခတ်ဖမ်းဆီးရမှာစစ်သားနှစ်ဦးလုံးတိတ်ဆုံးခဲ့တဲ့အကြောင်းကိုတာယာဝီရီခဲ PDF ကတာမရှိသူတို့ကပြောပါတယ်။မတ်လ30ရက်နေ့ညနေ9:00နာရီခန့်အချိန်မှာပေါ့နော်။ဒါကျွန်တော်လွန်ခဲ့တဲ့တော့9:00နာရီခန့်အချိန်မှာအဲဒါဘကိုးရုံးမပေါ်မှာလေဒါကျွန်တော်တို့ဒါတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒါကျွန်တော်တို့ဒါကျုံကုန်းရွာအနီးတာယာဝီရီခဲတရက်383ညနေတက်ခွဲတော့ရဲဘော်တွေကစောက်ကြိုတက်ခဲ့ခဲ့ရမှာစစ်သားတွေတက်ပြတ်ပြီးတော့မှစမ်းပုတ်ရွာဘက်ကိုဆုတ်ခေါ်ထွက်ပြေးသွားတဲ့ကြောင်းလည်းသိရတယ်။ဆိုတော့ဒါမတ်လ31ရက်နေ့မှာဆုတ် က်ကွာပြီးတဲ့လာတို့ဂျပန်စစ်ကောင်စီတပ်သားတွေကစစ်သားနှုတ်ဦးကတို့ထွက်ပြေးစင်မှာကြာကြံခဲ့တဲ့မုံမိုင်းဖုန်းတွေကိုကျုံးကုန်းရွာဘက်ကိုလာရောက်ရှာဖွေစေပါတော်လည်းရဲဘော်တွေကအရှင်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်ဗောနော်အဲ့လိုမျိုးဒါကျွန်တော်စစ်ဆေးပေးမြတ်မှုတွေဒါကျွန်တော်တို့ပြီးတဲ့နောက်မှာဗောနော်ဒါကျွန်တော်ဒီစစ်သားနှုတ်ဦးဗောနော်ဒါကျွန်တော်တို့လာ ထိမ့်သိမ့်မှုရတဲ့ပေါ့နော်ဒါဂျနီဖာကိုမန်ရှင်ရထိမ့်သိမ့်မှုရအတွက်နောက်ထပ်စခန်းကိုဖမ်းဆီးခေါ်ဆောင်လာခဲ့တဲ့အကြောင်းအဲ့မှာဒီစစ်တုံးမှန်စစ်သား၂ဦးကဒေါ်လင်းရဲဘော်ရဲ့တနက်ကိုလူယူပြီးတော့မှထွက်ပြေးတဲ့အတွက်ကြောင့်မလို့လိုက်လံပစ်ခတ်ဖမ်းဆီးရမှာជីတိမှန်ပြီးတော့မှ၂ဦးလုံးသိမ်းဆုံးခဲ့တဲ့အကြောင်းလည်းသိရတယ်။ဒါစစ်ခွေးနှစ်ကောင်ကိုစတဲ့ဖမ်းပြီးတော့ကစမ်းပုတ်ရွာသားတွေကိုပါဆိုပြီးတော့မှလိန်လေထွက်ဆိုတယ်။အဲ့ဒီနောက်ပိုင်းစစ်မီးတော့မှပဲဝန်ခံတာသူတို့ကစစ်ခွေးပါဆိုပြီးတော့မှဖုန်းကြံခဲ့လို့လာရှာတာပါလို့သိရတယ်။ကျွန်တော်တို့ထိမ့်သိမ့်ဖို့ဆိုပြီးတော့မှစကတ်ကိုဖမ်းလာတော့ကလမ်းမှာတနက်လူပြေးလို့ဒါပစ်ခတ်ဖမ်းဆီးတာ၂ဦးလုံးသိမ်းဆုံးခဲ့တဲ့ဆိုပြီးတော့မှတာယာဝ ဝတ်ကံပီဒီအက်ကတာဝန်ရှိသူတို့ကပြောပါတယ်။ဘာပြောကွာလူကောင်မှုတွေလက်မခံတာကောင်းပါတယ်ညာငါညီတော်ကနော်။နောက်ထပ်တဲ့လေးကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာကြေးရွာတွေကိုဘုံချဲရုပ်ပိုးရံအတွက်လာတဲ့အကြပ်ဘတ်စစ်တပ်ရဲ့စက်တက်လေးဒီတစည်းပါရာမော်တာတစည်းကို ါပြက်ကတ်ခဲ့ရမှာជីတိမှန်ပြီးတော့မှဆက်ချို့ရင်းပျက်စီးပြီးတော့မှပြက်ကျခဲ့တဲ့အကြောင်းကိုဒါကျွန်တော်တို့ Burma Revolution Ranger ကတရင်းနဲ့ပြက်ကျရေးတာဝန်ခံအကိုတီမိုကပြောပါတယ်ဆိုတော့ April 22မှာ3ရက်နေ့ပေါ့နော်ညနေ9:00နာရီမိနစ်30ခန့်အချိန်ပခုတ်ကူမျိုးနဲ့တက်မတက်တုံညာတက်ကနေပြီးတော့မှတက်လာတဲ့အကြပ်ဖက်စစ်တပ်ရဲ့စက်တက်လေဒီ ၃စီးကိုဒေါ်လာတက်ဖို့ဝင်တွေကလက်နက်ငယ်တွေနဲ့ပြက်ကတ်ခဲ့ရမှာတစီးကကြီးထိမှန်ပြီးတော့မှဆက်ချွရင်းကပျက်စီးသွားတယ်အဲ့လိုမျိုးချွရင်းပြီးတော့မှဆက်တက်လေဒီနဲ့ကြောက်လာတဲ့နေရာကိုဘာမရီဗော်လူရှင်းတက်ဖို့တွေနဲ့အတူဒေါ်လာတက်ဖို့တွေကတာရောက်ရှာဖို့ရှင်းလင်းခဲ့ရမှာဒေါ်လာရဲဘော်တွေရောက်ရှိချိန်မှာအချမ်းပဲစစ်ကောင်တွေတာအင်အားလုံးရင်းနဲ့ဒါကျွန်တော်တက်လာတဲ့အတွက်ကြောင့်မို့လို့ဆက်တက်လေဒီကိုယူဆောင်နိုင်ခြင်းမရှိတဲ့အတွက်ကြောင့်မို့လို့မီးရှုရှင်းလင်းနိုင်ခဲ့တဲ့အကြောင်းလည်းဒါကျွန်တော်သိရတယ်ပေါ့နော်ကောင်းတယ်ကိုကိုမယူနိုင်လဲဒီကောင်တွေကိုဒီဟာတွေဖျက်ဆီးပြလိုက်တာကောင်းတယ်ကောင်းတယ်ကောင်းတယ် ဟိုကောင်လေးကလည်းသိရမှာဒီဒီနီးပညာကိုရောက်အောင်ကြောက်နေတယ်သိရမှာဒီကောင်လေးဟိုကောင်လေးကဒီနီးပညာကိုရောက်အောင်ကြောက်နေရတာမသိဘူး။ဒါပေမဲ့အဲ့လိုဟာမျိုးတွေလည်းဒီကောင်လေးဘက်ကကြောက်တယ်ကျွန်တော်တို့ဘက်ကကြောက်တော့လုံးလို့အဆင်မပြေဘူးလေဒီကောင်လေးမှာတကယ် very good ကြီးတရှိတယ်ကိုဘက်ကဟာရင်းနဲ့အဆင်ပြေမှာမဟုတ်သိရမလား။အဲ့လိုမျိုးတွေရှိတာပေါ့။ဆိုတော့ဗီဒီယိုလေးတွေပြန်ပြီးတော့မှကြည့်ရအောင်ပါ။အဲ့တော့ပညာရေးဝန်ကြီးဌာနကို share ဖြုတ်လာတယ်မင်းအောင်ဟိုဇော်ဘိုးဟိเนาะမင်းအောင်လိုင်းဟို ဒါ share support ပေးနေတဲ့မှာလူသိလာတဲ့ဇော်ဘိုဟိပညာရေးဝန်ကြီးဌာနကို share ဖြဲပါပြီနော်နိုင်ငံတော်ရဲ့ပညာရေးဝန်ကြီးဝန်ကြီးပေါ့နော်ဝန်ကြီးတွေခင်ဗျားတို့ပေါ့နော်ကျွန်တော်ဒီပညာရေးဝန်ကြီးကိုပြောချင်တာခင်ဗျားတို့ဆိုတာခင်ဗျားတို့ကစီမံကကွယ်မှုကတော့ပဲတည်ရလားဗျမေးကြည့်တာပါနော်ဒီကလေးရောက်ချောင်းတောင်းချောင်းကိုပြန်ပြင်မယ်ဆိုတော့ ဲလိုမေကူးမျိုးနဲ့ပြန်ဖြေမာတယ်ထွက်လာတာဟိုဘက်နေရဒီတိုင်ကြီးပဲထွက်လာတယ်အဲ့ဒီနှလားအတွင်းလောက်တလားဝဲတော့နှလားအတွင်းလောက်မှာခမားလို့သားသမီးတွေရောတော့ဖြေနိုင်ပါလားခမားလို့မေကူးဘလို့မေကူးမျိုးနဲ့ဒီကလေးတွေကိုစာမေးပွဲပြန်ဖြေခိုင်းပါလားမေးကြည့်တာဟုတ်ပြီအဲ့ဒီခမားတို့ဖြေခိုင်းတဲ့ကလေးတွေထဲမှာမဲခမားတို့အခုဖြစ်သွားတာနော် ြစ်သွားတာသခိုင်းမန္တလေးနေပြီးတော့အဲ့လိုပဲရှိသေးတယ်အဲ့ဒီကလေးတွေကအကြိအကောင်းတရားနဲ့ပဲရှိနေသေးတာလားဟမ်သူတို့ရဲ့မိသားစုတွေငလင်းဘေးထဲမှာပါမသွားဘူးလားကဲတည်တဲ့လူကတည်သွားပြီထားအောင်အဲ့ငလင်းကံလုံးလို့ခံစားနေရတဲ့တောကကြီးတွေလောင်မြိုက်နေတဲ့ကလေးတွေဟာ တီဆောင်မိုးမွေးကိုပြန်ပြေးမယ်ဆိုတော့ခမဆဲပါတာဂုံသူထွက်တဲ့ကလေးတော်မှဟမ်ပြန်မပြေတော့ဘူးအပြေးကျင်တော့ဘူးတဲ့အခုပြည်သူတွေပြောနေပြီးအောင်ပါဟမ်အပြေးကျင်တော့ဘူးတဲ့သူတို့ကလည်းဒေါကရဲ့ဒေါကနေလေခံရရတယ်လေခမတို့ဘလို့အတိဉာဏ်ပညာနဲ့ဒီလိုမျိုးပြန်ပြေးဖို့ကိုဆုံးဖြတ်လိုက်တာလေအဲမေးအောင်လိုက်ကြအောင်ကိုကသိလား အဲ့ဒီဝန်ကြီးဌာနဆိုတာအပြည်ခံတတ်တတ်ပဲမင်းတို့အခုအပေါ်ပိုင်းအကောင်တွေကလှုပ်ခိုင်းနေတာအဲ့ဒါတွေကခင်ဗျားတို့မှာအိုက်တဲ့ကောင်းတဲ့အစီအစဉ်တွေမရှိတော့ဘူးလားဘယ်လိုဘယ်လိုစိတ်မျိုးနဲ့စာတော်ချက်မှာလဲအဲ့ကျွန်တော်ပြောရရင်အဲ့ဒီချောတောင်းကျော်ကလေးတွေကဟမ်အဲ့ဒီစာရေးချက်ဖို့စာအုပ်တွေဘောမီတွေခဲတယ်ဘယ်မှာလဲ မြောက်ပါဝင်ဦးစီးချုပ်ကြီးနိုင်ငံတော်ဝန်ကြီးချုပ်ကြီးနဲ့တရားရေးဝန်ကြီးဝန်ကြီးတို့ခဏတို့တိတိနေချင်တယ်ဗျာနော်နိုင်ငံတော်ဝန်ကြီးချုပ်ကဒါတိလားမတိလားမသိဘူးဘာသာချုပ်ကြီးဦးမရောက်လိုက်တိပါသလားခင်ဗျာဒီကိစ္စကိုဒီပညာရေးဝန်ကြီးကဘလို့အွှေရံတော်ဆူရောက်ပြီးတော့မှဒီမလီလောက်ကဒေသတွေကိုစာမွေးပြန်ပြေရမယ်ဆိုပြီးတော့ဘလို့အုံနောက်ပြောနေပြောလိုက်တာလေအခုလူတွေကဆဲကုန်ပြီ ော့အဲ့ပညာရေးဝန်ကြီးရတယ်ဘာလဲဘလူလဲတော့လည်းမသိဘူးအခုဆဲကလာဘာသာချုပ်ကြီးကိုပဲဆဲတာဟောခရီးပြန်ပြေခိုင်းခရီးမသိဘူးလေပြည်သူလူထုကလည်းမသိဘူးလေဟောအစိုးရကိုဆဲတာဗောလုံးပေါက်လုံးပေါက်ကဘလို့ပြန်ထေးပါတော့ဆိုတော့ဒါကပညာရေးဝန်ကြီးဌာနကိုပေါ့เนาะဒါကျွန်တော်ဝန်ကြီးတွေကိုပေါ့เนาะဒါဒီကောင်တွေကိုသဘောဟင်းကရှယ်ဖြဲခဲ့တာပေါ့เนาะဆိုတော့ဒါ လက်ရှိအခြေအနေတကူမှာလည်းဒီဆက်တန်းဖြည့်ပြီးခဲ့တဲ့ဒါ great ဆက်တန်းတော်ဖြစ်တယ်ဆိုတော့ greedy ကျွန်တော်တို့ဒီ great တွဲပေါ့နော်ဖြည့်ပြီးခဲ့တဲ့ကလေးတွေရဲ့စိတ်ထဲသဘောထားမှာရောသူတို့ဘလို့ဖြစ်ချင်လဲဆိုတာမျိုးကိုဒါကျွန်တော်တို့ဒါ hotel ပိုင်းနဲ့စေကိန်းနားနဲ့ပေါ့နော်ဒါကျွန်တော်တို့ပြောထားတဲ့ video file တွေအားလုံးတူတူကြည့်ကြည့်ပါကလေးတွေကဒီ great တွဲဖြည့်ထားတဲ့ကလေးတွေအပေါ်မှာသူတို့ဘာဖြစ်စေချင်တယ်လဲဆိုတဲ့ဥစ္စာမျိုးပေါ့နော်ဒါသူတို့သူတို့ရဲ့ဒီညီကိုတွေအတွက်ပေါ့နော်ဒီ6000ကျော်အတွက်ကိုဘာဖြစ်စေချင်တယ်လဲဆိုတာမျိုးနားထောင်ကြည့်ပါ I know I'm a kid.

ေးကြလားသိကြပါရဲ့တက်တော့ဘာတက်ရုံမှာဘောမှာတက်တော့ဘာလို့ဘာလို့ပြရမယ်လို့နည်းနည်းတော့ပြောကျတာရူအပြောတာရူအပြောတဲ့တဲ့တာရူအောင်ဟောသူကဖြည်တယ်မဲ့ပုံဒီမဖြည်ခြင်းဘလို့စနစ်လုံးမလဲတာရူလို့ဖြစ်ပါဘူးမဟုတ်ဘူးဆံမဟုတ်ဘူးမဟုတ်ဘူးအစမပြောဘူးဒီမဲ့တာရူစကားပြောရင်မဟုတ်ဘူးလေမဟုတ်ဘူးလေတတလုံးမပြောနဲ့နော် တကယ်လို့ကိုက against လုပ်မယ်ဆိုရင်တော့ yes 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 ဘာ yes ဘာလဲ yes yes ဘာဒီခါထက်ကြည့်ရရင်စိတ်ကဆရာဝန်တွေကစိတ်တကယ်တကယ်ဖြစ်တော့မှာဆွေမျိုးမဖြစ်ရင်ပြီးရောဆွေမျိုးမလို့ဆွေမျိုးမလို့ပြောတာရောဘယ်လိုဖြစ်သွားလဲအကောင်တော့အောင်းပြီးလိုက်အေးဟုတ်ပြီတော့ဟို င်ဂျင်နီယာသွားမယ်ဆိုရင်အင်ဂျင်နီယာဆရာဝန်သွားမယ်ဆိုရင်ဆရာဝန်အပကတွေအကုန်လုံးကြိုးကြိုက်တဲ့ပုံပဲပေးလာတာပြီးပြန်ပြန်ဒီထဲမှာအင်ဂျင်နီယာပါလားအင်ဂျင်နီယာသွားကျင်တဲ့လူပါလား Okay thank you နာခဲ့အနာခဲ့အင်ဂျင်နီယာလောင်းလျာလေးတွေပေါ့နော်အနာခဲ့အင်ဂျင်နီယာလောင်းလျာလေးတွေဆရာဝန်လောင်းလျာလေးတွေရဲ့ကြောစကားတန်လေးရတော့ကောင်းပါတယ်တကယ်လဲဒါဟုတ်တာပဲလေမှန်တာပဲဒါအမှန်ပဲဒါအမှန်ပဲဒါဒါဖြစ်တင်ပါတယ်နော်ဆိုတော့အာ စစ်တပ်မှာလက်ရှိခြေနေတခုမှာတက်တွင်းမှာပေါ့နော်ဒါစုပ်ပြတ်တက်နေတဲ့အခြေအနေတခုရှိတယ်ဒီအကြောင်းအရာကို breaking brain work ကဆရာထက်မြက်ကပြောပြပါလိမ့်မယ်နောက်တော့ကြည့်ပါဒါကျွန်တော်အတွင်းထဲကနေရတဲ့ဟာပေါ့နော်စစ်တပ်ရဲ့အထက်ထဲမှာဘယ်လောက်ထိဒုက္ခများနေကြသလဲဆိုတဲ့ဟာကိုကျွန်တော်စုံစမ်းသိရှိရတာရှိတယ်။အဲ့ဒါတော့ဒါစစ်တပ်မှာသူကအဲတင်တန်းနေရှိတယ်ပေါ့နော်တင်တန်းနေရှိတယ် တင်တန်းတွေကိုဘယ်လိုလူမျိုးတွေတက်လဲဆိုတော့ဟိုလားလို့တိုက်ပွဲနေမီရကောင်နေအခုနောက်ပိုင်းပေါ့နော်တိုက်ပွဲနေမီရကောင်နေတက်တယ်စစ်ချင်းကြမ်းတမ်းလိုက်မှာလဲဆိုတော့နေရကောင်နေရတက်တယ်အဲ့လိုပေါ့ဒီလက်တော်ဒါဖြစ်ပြက်နေတဲ့အခြေအနေဆိုးကြီးရနေပြီးတော့ခဏလွမြောက်တဲ့နေရာဆိုရင်ဒါသူကတင်တန်းတက်တာမျိုးရှိအဲ့လိုမျိုးတက်ဖို့အတွက်ကိုသူက အမြဲတမ်းမှာလက်ထိုးတာတွေတင်းနှက်တက်လို့ရအောင်ပတ်စံပေးတာတွေဒါမျိုးပုံစံမျိုးတွေနဲ့တင်းနှက်တက်ကြတယ်ပေါ့နော်အဲ့တော့အဲ့လိုတက်တဲ့တင်းနှက်တွေမှာဒါအကြက်ကြီးရဲ့အရာခံပိုရဲ့အရာခံပိုတင်းနှက်အကြက်ကြီးတင်းနှက်ပေါ့နော်ပြီးရင်တိုက်စီးဆိုတဲ့တိုက်ပွဲရင်စီးဝင်းတင်းနှက်ပေါ့နော်အဲ့တင်းနှက်နေရှိတယ်ပြီးရင်အကြက်လောင်းတင်းနှက်ရှိတယ်အကြက်ငယ်တင်းနှက်ရှိတယ်ပေါ့နော်အဲ့အကြက်ကြီးရဲ့အရာခံပိုရဲ့တိုက်စီးရဲ့အကြတော့သူကတပိတ်ချင်းကိုလွတ်တာအဲ့တင်းနှက်ကနေလွတ်တာတင်းနှက်သားတွေကိုပါစစ်တိုက်ခိုင်းတာပေါ့ပြီးတော့အကြက်လောင်းနဲ့အကြက်ငယ်ကိုကြတော့ ARV ကွင်းကောက်ကိုလွတ် ဝင်းကောက် ARV ဘက်ကိုလည်းသူကတေချာပေါက်ဒါလွတ်မှာပဲလေဘာဖြစ်လို့လဲဆိုတော့အားထက်တော့ AR ဥတီလာနေပြီလို့အဲ့ကြတာလွတ်ရတယ်တပိတ်ချင်းကိုလည်းလွတ်မှာပဲတပိတ်ချင်းကလုံးဝကိုတပိတ်ချင်းကလည်းတော်လိုင်းတက်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာမျိုးဖြစ်နေပြီပေါ့နော် ARV ကြတော့စည်ရေးတော်တော်တင်းမာနေတဲ့အခြေအနေပေါ့နော်အဲ့တော့တင်နန်းတွေကပုံမှန်ဆိုရင်သူက2လ2လခွဲပေါ့နော်အဲ့ပတ်ချတယ်လောက်ပဲရှိတယ်အဲဒါမဲ့ဒီကောင်နေကဘလောက်ကြာသွားလဲဆိုတော့တစ်နှစ်တော့တစ်နှစ်ခွဲတော့နှစ်နှစ်တော့အဲ့လိုကြီးကြာကုန်တာအဲ့အချိန်မှာဒါလီတက်ကောင်နေလဲပါတယ်လီတက်ကောင်နေအားရတယ်နော်တကယ် ဒါမှခွေးလီတက်ကကောင်ဆိုရင်တည်းတေးတယ်တဲ့။အော်မစ်တန်နေနိုင်ရပါတော့။အိုက်ဘုတ်ကကောင်ဆိုရင်အဲသူကတပိတ်ချင်းမှာတိုက်ပွဲကြတေးတယ်ပေါ့တိုက်ပွဲမှာတေးတယ်ပေါ့ကြတယ်မဟုတ်။တယောက်ကကြတော့မိုင်းစာတွေမှန်ပြီးတော့ပြန်ရောက်လာတယ်တဲ့။အဲသူရဲ့ဒါတိုက်ပွဲဝင်ရတဲ့ကာလဆိုရင်သူကစစ်စင်ထွက်ရတဲ့ကာလဆိုရင်တစ်နှစ်ကျော်ပေါ့နော်။သွားတက်တဲ့တင်တဲ့နှစ်လခွဲဒါမှမဟုတ်တစ်နှစ်ကျော်မှပြန်ရောက်လာတယ်။အဲ့လိုပုံစံမျိုးတွေဖြစ်နေတယ်။ပြီးတော့လက်နဲ့ကြီးတင်တဲ့ပြီးရင်လက်နဲ့ကြီးမိုးမှန်တင်တဲ့ပြီးရင်စနိုက်ပါတင်တဲ့ပြီးရင်ခြေရာခံခြေရာကောက်တင်တဲ့ ပြင်ရဲအထူးပေါ့နော်အဲ့အဖွဲတွေကကြတော့နေပြီးတော့လုံချိုရေးကိုလှုပ်ခံရတယ်။အင်းတင်းတန်းတက်နေရင်လည်းတင်းတန်းသားတွေလှုပ်တာနော်နေပြီးတော့မှလည်းသူကဘာလို့လှုပ်ရလဲဆိုတော့လက်လုံးမှာကိုပဲနေပြီးတော့ဘေးနားမှာအစဒေါ်လိုင်းတက်ဖွဲတွေကခုနလိုပေါ့နော်အကျိုးမြတ်ရတဲ့ဖြစ်စဉ်တွေလှုပ်သွားတာဆိုတော့အဲ့နေရာမျိုးအစချင်းချောက်ခံနေရတဲ့အနေထားအဲ့ကြနေပြီးတော့အထိရောက်နေပြီလားဆိုတဲ့စိတ်နဲ့ဒီကောင်တွေကိုလုံချိုရေးလှုပ်ခိုင်းတယ်။အဲ့တော့ တင်နဲ့သွားတတ်ပါတယ်ဆိုမှပေါ့နော်အခုတော့ဒါလုံရွေးတွေလောက်ရတယ်စစ်စင်ကြီးတွေထွက်ရတယ်အဲအရင်တုန်းကတော့တင်နဲ့သွားတတ်ရင်ပျော်နေတဲ့កောင်တွေကပေါ့နော်အနားရတယ်အနားရတယ်ဆိုပြီးပျော်နေတဲ့កောင်တွေကအခုတော့တင်နဲ့တဲ့ရင်လည်းတည်နေရတဲ့កောင်တွေဖြစ်လာပြီပေါ့နော်နောက်တစ်ခုကဒါကြောင့်လေတက်ကកောင်တွေပေါ့နော်လေတက်ကកောင်တွေကဆက်လုံရွေးယူနေရတယ်နော်လေတက်ကកောင်တွေကဆက်စစ်စင်ကြီးထွက်နေရတာအဲ့ဒါတော့ဒါမကွေးတိုင်းတဲမှာပေါ့နော်မကွေးရလေအခုတော်တော်လေးကိုတော်လင်းတက်ဖွဲ့တွေကပျော်ပျော်မြောက်မြောက်ပြင်းနေတာမျိုးရှိတယ်အရကတော်တော်အေးရတဲ့ဥတီထားမျိုးရှိတော့じゃတော့အဲ့မကွေးတိုင်းတဲမှာသူက ဒီစစ်စင်ရေးပဲဖြစ်လုံကျွေးပဲဖြစ်လုံးဖို့ဆိုပြီးတော့အဲ့အင်အားတွေဖြစ်တင်တဲ့ဟာတော့နမ်ဆန်လေတက်ပြီးရင်နေပြီးတော့လေတက်တောင်ကူလေတက်မကွေးလေတက်အဲ့လေတက်တွေကနေပြီးတော့လေတက်ကကောင်တွေကိုအဲ့မကွေးကိုပို့ပြီးတော့ဒါလုံကျွေးပဲဖြစ်စစ်စင်ရေးပဲဖြစ်တောင်းရင်ထန်းဆောင်ဖို့အတွက်ဆိုပြီးတော့အင်အားတွေဖြစ်တင်နေရလေတက်ကကောင်တွေအငြိမ်နေရတော့ဘူးเนาะအဲပြီးတော့ဒါကကျွန်တော်ဒါမြင်းကြံနထိုးကြီးအဲအောင်ပွဲတွေအလီလီအဆင်ဆင်ဖြစ်နေတဲ့မြင်းကြံတို့နထိုးကြီးတို့ပေါ့เนาะအဲ့လိုနေရာမျိုးတွေကြတော့ဒါအဲတလုတ်တလုတ်လဲပါသေးတယ်အဲ့နေရာမျိုးတွေကြတော့ဒါမိထီလာလေတက်က ဒါလစ်တက်၃ခုရှိတာပေါ့နော်အဲနေထုတ်လို့ပြစီတက်ပြီးရင်လေချောင်းတက်တင်လစ်တက်စကန်ဌာနချုပ်ဒါပြင်ပြင်တက်တင်လစ်တက်စကန်ဌာနချုပ်အဲ့လစ်တက်၃တက်ကအင်အားတွေကိုအဲခုနကဒါမြင်းကြံနှထိုးကြီးတလုတ်ဆိုတဲ့နေရာမျိုးတွေကိုလွတ်ပြီးတော့အဲလွတ်ရတယ်လွတ်တဲ့ဆိုတဲ့အချိန်မှာတက်တက်ကိုအယောက်၃၀ပေးရတယ် ပေးပြီးတော့လွှတ်ပြီးတော့အသေးခံခိုင်းနေတာပေါ့ဗျာအဲ့လိုပုံစံမျိုးတွေဖြစ်လာနေပြီဆိုတော့ဒါတော်တော်လေးအားရစရာကောင်းတဲ့သတင်းပဲမှန်တယ်လီတာထက်ရကောင်းနေလဲချင်းနေမကောင်းဘူးပြီးရင်တင်နန်းတက်နေရပါတယ်ဆိုတော့ကောင်းနေလဲချင်းနေမကောင်းအခုဆိုရင်စစ်တပ်မှာတင်နန်းမရှိတော့ဆိုရယ်ပုံစံမျိုးဖြစ်သွားတော့ဗာတင်နန်းမှာတက်မနေတော့ခုချိန်မင်းတို့တင်နန်းတက်ရမယ့်အချိန်မဟုတ်ဘူးမင်းတို့အသေးခံပြီးတက်ရတော့မယ့်အချိန်ဖြစ်နေပြီဆိုတော့အနေဒါအဲ့လိုမျိုးကိုဖြစ်နေတာပေါ့နော်အဲ့ကြတော့စစ်တပ်ရဲ့အချိန်တွေကတော်တော်လေးကိုဆိုးရွားတဲ့အနေဒါကိုတဖြည်းဖြည်း ွားနေပြီပေါ့နော်อืมဆိုတော့ခင်ဗျားတို့တခြားသူပြောရင်တော့မယုံမယုံနဲ့ခင်ဗျားဒါက CDN ဘိုးကြီးတွေပြောတဲ့ဇာတ်ကားဆိုတော့ခင်ဗျားတို့ယုံသင့်တယ်တော့သိရမလားတရအပန်းနေပြောတဲ့သူတွေတွေသူများလည်းလိုမျိုးဗျာစစ်တပ်ရဲ့အကြောင်းကိုဥမာကြီးကဘာမှတော့မသိမဲ့ဘာလို့ဝေစားပြောနေတာမဟုတ်ဗျာဒါသိတဲ့လူတွေကပြောတာဆိုတော့ဒါကျွန်တော်တို့ဒါအမှန်ကန်ပဲဒါတွေကနော်ဆိုတော့ဒါအားလုံးကျေးဇူးများတင်ပါတယ်နောက်တစ်ခါမှပြန်ဆုံတွေ့ပါမယ်တော်လမီပါပြည်သူများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့တဝန်းလုံးကလည်းပြည့်စုံနိုင်ကြပါစေလို့ဒီနေ့ကလည်းဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ